ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ရဲ့နောက်ခံကစားသမားဖြစ်သူ DU ကိုဓာတ်လို့ပေါ့နော်။ဓာတ်လို့ကတော့အကယ်လို့သာ Manchester United က Europa League Final ကိုတက်ရောက်နိုင်ခဲ့မယ်ဆိုရင်ပိုလူဝဲမှာဓာတ်လို့ပြန်ကစားနိုင်ပွဲရှိနေတယ်ဆိုပြီးတော့ကျွန်တော်တို့က Chris Wheeler က report လုပ်ထားတယ်။အတင်းအတွက်တော့ကျွန်တော်တို့ကသတင်းကောင်းလို့ပဲပြောရမလား။နော်ဘာလို့လဲဆိုတော့အတင်းက ဒီဓာလောတို့အဓိကတော့လေဒီကစားမတွေပါနေမပါနေဆိုရတဲ့ဘူလူဘဲတက်ဖို့ဒီအရေးကြီးဆုံးပေါ့ဘူလူဘဲတက်ဖို့ဒီအရေးကြီးဆုံးဘူလူဘဲဒီကျွန်တော်တို့အတွက် chance ပါနော်ဘူလူဘဲဘူလူဘဲကိုတက်မှအချိန်ကြီးကောင်းပါလက်ရှိဘူလူဘဲကိုတက်ဖို့ဆိုတာကလည်းဒါလက်ရှိပြိုင်ဘက်တွေထဲမှာအခက်ခဲဆုံးလို့ပြောလို့ရတဲ့နီကိုဝီလျံစ်တို့နဲ့တွေ့မှာနော်ဒါဘီဘာအိုတို့နဲ့ကျွန်တော်တို့တွေ့မှာဆိုတော့အတင်းတွေ့ဒါစိန်ခေါ်မှုကတော်တော်ကြီးကိုကြီးပါတယ်ဆိုတော့ဘာပဲပြောပြောကစားမတစ်ယောက်ကအရေးကြီးတဲ့ပွဲစဉ်တွေကိုအချိန်မီပြန်လာနိုင်လေအတင်းတွေ့အပေါင်းလက္ခဏာဆောင်လေးပဲ ထို့သဖြင့်လက်ရှိမှာအာမက်ဒီယာလိုကိုကျွန်တော်တို့ပထမအကြော်မှာဒီလူစင်းထဲမှာတွေ့ရမယ်တွေ့ရမယ်လို့ပဲပေါ့နော်ဒုတိယအကြော်မှာဆိုလို့ရှင်လည်းပဲဒါပြန်ကစားတာတွေပါလိမြင်ရလိမ့်မယ်လို့ထင်တယ်အာမက်တို့ပါတော့ကိုဒီကိုဒါလုံးနဲ့ပတ်သက်လို့ရှိရင်လည်းပဲပြိတ္တတိကသဘောမကျဘူးကိုယ်တိုင်လည်းပဲသဘောမကျဘူးပဲမှန်တယ်ပြောရင်ဒါပေမဲ့အနည်းဆုံးတော့ဗောနော်ဟို physical ကောင်းကောင်းနဲ့သူပြေးနိုင်လွှားနိုင်နေတယ်ကစားပေးနိုင်နေတယ် နော်အသင်းလိုအပ်တဲ့အခါတိုင်းမှာအမြဲတမ်းရှိနေတဲ့ကစားသမားတစ်ယောက်ဗျာဆိုတော့ဒီကိုဒါတော့အကယ်လို့ဒါအသင်းက final တက်နိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီ final မှာပါဝင်ကစားနိုင်ဖို့ရှိတယ်ပေါ့ Europa League final ကဒီ20နဲ့9ရက်နေလာမသိဘူးခဏလေး Europa League final ကမဟုတ်ဘူးဗျာနော်22ရက်နေဆရာသမားတအားကိုနီးတယ်ဂျီရိုပါလိကိုကျွန်တော်ဒုတိယအကြိမ်ကိုကျွန်တော်ကမေလ9ရက်နေ့မှာကစားမှာ နော်ကြာတာပရိညာတောက်ကြာနေမနဲ့ဆိုတော့ခုနှစ်ရှစ်ရက်နေည9ရက်နေမနဲ့ပေါ့ဗျာကစားမှာအဲ့ဒါပြီးယူရိုပါလိဖိုင်နယ်ကိုကျွန်တော်မေလ22ရက်နေမှာကျွန်တော်ကစားမှာ22ရက်နေညမှာဆိုတော့တော်တော်ကိုနီးစက်တယ်ဆိုတော့ဒါလော့ကလည်းပဲ injury ကအများကြီးစိတ်ပူစရာမရှိဘူးလို့ပြောလိုက်တယ်လို့ပဲဒီကိုဒါလော့ကိုကျွန်တော်ဖိုင်နယ်မှာပြန်မြင်ရတယ်ဆိုရင်ကိုမဆိုးဘူးပေါ့နော်ဘာပဲပြောပြောကျွန်တော်အနေနဲ့ဒါ United အတွက်တော့ဒါသတင်းကောင်းလို့ပဲပြောရမှာပေါ့ဗျာအဓိကတော့ကျွန်တော်ဒါ Bibao ကိုဘယ်လိုကြော်ဖြတ်မလဲပေါ့နော် ဒီပါအိုကိုဘယ်လိုကြော်ဖြတ်မလဲကျွန်တော်ကြည့်ရမယ်ဒီကောင်တွေကဟိုလက်ရှိကျွန်တော်တို့เนาะကျန်တော့တဲ့အသင်းလေးတင်းနေတယ်မှာ NDA အများဆုံးတင်းလို့ကျွန်တော်ပြောလို့ရတယ်စပါကတော့ဘကတော့တက်မှာပေါ့လေစပါကဘရိုဂလင်တူဘာလို့နေဆိုတော့ခါကြတော့เนาะဒါမျိုးလိုကိုရီယူနိုက်တက်အနေနဲ့အရင်ဆုံးပြုတ်သွက်သူဘသူပဲဟိုဘက်ကတက်တဲ့ ိုရီးယားအဓိကတောင်းကပြီးပါဖို့ကျွန်တော်တို့သာကြုံနိုင်ဖို့ပဲအမှန်ကန်ကြုံမလားတော့ကြည့်ရမှာပဲဆိုတော့ဒါလောက်ကမကြခင်ပြန်ပါတော့မယ့်အခြေအနေမျိုးပါအဲနောက်တစ်ခုကတော့ကျွန်တော်တို့အနေနဲ့ဒီ transfer နဲ့ပတ်သက်လို့ Fabrizio Romano ပြောထားတာက Manchester United အသင်းနဲ့ Franco Mastantuno ကိုပေါ့နော်အဲဒီကစားမရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလို့ဟိုအနီးကစောင့်ကြည့်နေတဲ့ပေါ့နော်ဘယ်လိုပြောမလို့အသင်းနဲ့မှာပါတယ်ပေါ့ကစားမကိုခေါ်နိုင်မယ့်နီလန်ကတော့ဗျာ Euro 40တန်းเนาะကျွန်တော်တို့ဒါပြီးမှစာချုပ်ဖြတ်သိမ်းကြီးကိုပြီးမှပဲရမယ်ပေါ့ နော်စာချုပ်ပြသိန်းကြီးကလည်းယူရို50တန်းတွေမကသေးဘူးကစားမဖြစ်သူအတွက်အပူစုကြီးတွေ bonus တွေကလည်းပါသေးတယ်အဲ့ဒါတွေပေးဖို့အတွက်ဗောနော်အချိန်ကြီးကောင်းမှပဲဟိုခေါ်နိုင်မယ်ဗော United တွေမကဘူး Chelsea တို့ကလည်းဒီကစားမဖြစ်သူကိုအပြိုင်ဆောင်ကြည့်နေကြတယ်လက်ရှိချိန်ကြီးတော့ဘယ်အသင်းကမှခေါ်ဖို့အတွက်ထိတ်ဆုံးမှရေပန်းစားနေတယ်ဆိုတာမျိုးတွေကျွန်တော်တို့မရှိသေးဘူးဗောနော်အာကစားမကိုကျူးပန်းနေတဲ့အသင်းတွေထဲမှာတော့နောက်ပိုင်းသတင်းတွေထွက်လာတဲ့ Real Madrid တို့ဘာလို့တော့တကယ်တမ်းကပါမနေဘူးဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဆိုတော့ဒီ Franco က ဒီ Manchester United နဲ့တင်းနေလဲကျွန်တော်လွန်ခဲ့တဲ့တပတ်ကျော်လောက်ကတည်းကသတင်းထွက်ခဲ့တာတွေကျွန်တော်တို့တင်ပေးခဲ့ပြီးသားပေါ့နော်အတင်းကဟိုလူငယ်တွေကိုအမှန်ကန်ကျူးပန်းနေတဲ့ဒါပြင်အမေရိကကကစားမတွေဆိုလို့ရှိရင်တောင်အမေရိကကစားမတွေဆိုလို့ရှိရင်ဘောလုံးနဲ့ပတ်သက်လို့ရှိရင်တကယ်ကောင်းကြတဲ့သူတွေကများတယ်ဆိုတော့ဒီအော်နီစီကသတင်းထွက်တဲ့ကစားမအများစုတီတအားကိုဈေးကြီးတာတအားကိုဈေးကြီးတာဆိုတော့အခုလည်းပဲလက်ရှိမှာ Franco ကိုကျွန်တော်တို့ Euro တန်း40ကျော်ပေးခွာမယ်ဆိုတာမျိုးကတုံတုံပမာဏမျိုးကျွန်တော်မဟုတ်ပါဘူးเนาะဒီ Euro တန်း40ကျော်တောင်မှ ဒါကကျွန်တော်ဒီစာချုပ်ပါရိုးကြီးပဲကျွန်တော်ရှိသေးတာနော်ကစားမဖြစ်သူရဲ့အဝါဒီမပါသေးဘူးဗါလဲဒီကစားမဖြစ်သူရဲ့စွမ်းဆောင်ရည်ပေါ်မှာမူတည်ပြီးတော့ရမယ်နော်တို့တို့တို့ရဲ့ဟိုရိုးဗါလဲ bonus ဒီဘာဒီမပါသေးဘူး18နှစ်ပဲကျွန်တော်ရှိသေးတာ18နှစ်နဲ့ကျွန်တော်တို့ဒါတန်း40ပေးရမယ်ဆိုတာမျိုးကအမှန်တိုင်းပြောရင်အများတယ်တန်း40ဆိုတာကသူများတဲ့နေဆိုလို့ချင်း first line နဲ့မှာစပြီးတော့သုံးနေတဲ့အခြေအနေမျိုးဗျာကစားမလေးက18နှစ်ပဲကျွန်တော်ရှိသေးတယ်လက်ရှိ republic နဲ့လည်း2026ခုနှစ်ဒီပဲတက်တန်းကကျွန်တော်ရှိတာ 2026ခုနှစ်နော်လက်ရှိဈေးကွက်တန်ကြီးယူရို15သန်းရှိတယ်မဆိုးဘူးဗျာတကယ်18နှစ်နဲ့ယူရိုဈေးကွက်တန်ကြီးယူရို15သန်းရှိတယ်ဆိုလို့ရှိရင်ဇာမားရဲ့ရည်ချင်းကိုကျွန်တော်တို့ဒါတိုင်းတာလို့ရတယ်ခံမှန်းလို့ရတယ်ဗောနော်သတင်းထွက်နေတဲ့တည်းမှာ Real Madrid ကတော့သတင်းမပါဘူးလို့ကျွန်တော်သိရတယ်ဆိုတော့ Inter Milan လို့ရှိတယ် Chelsea လို့ရှိတယ် Atletico လို့ရှိတယ် Barcelona လို့ရှိတယ် PSG လို့ရှိတယ် Manchester United လို့ရှိတယ်ဒါဟာလက်ရှိဒီဇာမားနဲ့ပတ်သက်ပြီးတော့တခြားသတင်းထွက်နေတဲ့အသင်းတွေကိုဘက်ကတော့ဘလောက်ထိပေါ့နော်ကျွန်တော်တို့ဒါ ခေါ်နိုင်မလဲတော့ကျွန်တော်တို့ကြည့်ရမှာပေါ့လေလက်ရှိအဲ့လိုသတင်းထွက်နေတဲ့အသင်းတွေထဲမှာမှ Manchester United ကဒါထိတ်ဆုံးကနေပြီးတော့ပြင်းပြင်းထန်ထန်ဆိုလို့ကစားမကိုအမှန်ကန်ခေါ်နိုင်မဲ့အခြေအနေမျိုးတွေကြားနေရတာဒါကြောင့်ဒီ Franco ကိုခေါ်နိုင်မလားကျွန်တော်တို့စောင့်ကြည့်ရမယ်ဆိုတော့ညီကလေးတို့နေရော final မှာအကဲလို့တက်နိုင်ခဲ့ရည်ဆိုလို့ချင်းဒါတော့ပြန်ပါနိုင်တာကအသင်းအတွက်သတင်းကောင်းလို့ကျွန်တော်တို့ထင်ကြလားကိုအသင်းကကစားမပြန်ကောင်းလာရည်ဆိုတော့သတင်းဆိုးဖြစ်စရာတော့အကြောင်းမရှိပါဘူးเนาะညီကလေးတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများပါတယ်